ကဲအားလုံးပဲမင်္ဂလာပါဗျနော်အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်က2025ရဲ့မှာလေ့ကျင့်ပြီးသွားပြီနော်ကြံကျင်20မှာနက်ခတ်ပါဝါထိုင်ကစားခွက်ကြာနိုင်တယ်ဆိုပြီးအမြင်လေးတစ်ခုကို live တစ်ခုမှာကျွန်တော်ရှင်းပြထားရနော်အဒီ9ဒီမှာနက်ခတ်ပါဝါထိုင်နှစ်ပတ်သက်ပြီးတစ်ရှိသုံးပတ်လေဆိုထိုးပါလို့ရှင်းပြထား တယောက်ကမိတ်ဆွေတယောက်ကတခြားတခြားသောလက်ခတ်ပေါ်ဝါဆိုင်ကြနိုင်တဲ့စနစ်တွေမရှိတော့ဘူးလားဆိုရှိပါတယ်အများကြီးပါเนาะကျွန်တော်တိုက်ဆိုင်တာကိုလည်းရှင်းပြလိုက်တာလက်ခတ်ပေါ်ဝါထိုင်ဒီကြိုက်နေတဲ့ရှင်လိုက်ကစားလို့ရပါတယ်အဲ့ယူဆလေးတွေသိကြမှာလေပြောပြပါဦးဆိုတော့ကျွန်တော်လိုက်လွတ်ပြီးတော့ပြောပြမှာပေါ့နော်အဲ့လွတ်ထပ်ပြီးတော့ပြောပြရအောင်เนาะအဲ့ငါးစွန်းနဲ့ခုနှစ်တိုင်းပါတဲ့ငါးစွန်းနဲ့ခုနှစ်တိုင်းပါလက်ခတ်ပေါ်ဝါထိုင်ဆိုကစားကမကြမရှိဘူး အဲ့ဒီမှာနှစ်ဦးကနန်းဒီရှစ်ထိုင်လို့ရတဲ့အဲ့ဒီနေရာမှာတည်ခဲ့တဲ့ရှစ်ခါဒီအလုံးပိုင်နဲ့အဲ့ဒီငါးဆွန်းနဲ့ခုနှစ်လေးထဲမှာနှစ်ခတ်ပါဝါခတ်ရှစ်အလုံးပိုင်နဲ့နှစ်ခတ်ပါဝါထိုင်ကြတော့ကြက်ကိုကြတယ်တဲ့တကွက်ဒီမှာဆို6တိ6ဆိုကနန်းတကွက်ကြတယ်ဒါ95 95ပြီးတော့85 85မှာဆိုနှစ်ဦးမှာနှစ်ကိုလေးဆိုသူကဒါရိုက်ကိုကြတယ် ညဥမာတဲ့ဒီစနစ်ကြီးကိုတန့်ကြသွားတာ2 6လေးတော့နော်ကိုးခါနဲ့ညဥကိုးခါဒီကိုးပါတော့နက်ခတ်ပါဝါတော့ကိုညဥမာတဲ့တိုက်ရိုက်ကိုတခါတည်းကြံ့သွားတာဒါဆို95ဒီ95ခုနှစ်မှာဆိုရင်ညဥကနန်းဒီ388လို့ဖြစ်လို့10ဒီမှာဒီ388ဖြစ်လို့10ခါအဲ့တော့10ပါတော့နက်ခတ်ပါဝါခံကနန်းတကွမပြတ်မကွက်လိုက်ရအောင် မှာသူစစ်တီးပတ်လည်လို့လိုက်တယ်ဒါဆို2005 3နှစ်နဲ့လို့နှိမ့်ဦးမှာကြာတာတော့နှစ်ခါနှစ်ပါတော့နှက်ခတ်ပါဝါထိုင်ကနန်းတကွက်မပြတ်မကွက်လိုက်ရမယ်ဘယ်ကနန်းလိုက်တာလဲ3နှစ်ဆိုရယ်ကနန်းခွန်နှစ်ပါဝါတော့3နှစ်ခတ်အတွင်းနဲ့လိုက်တာဒါဆိုကျွန်တော်2015ကိုရောက်ပြီ9ချိန်မြောက် ငါချိန်မှာ2015ကိုရောက်ပြီနှုတ်ကနန်းဒီ351လို့ထွက်တာ351လို့ထွက်တာတော့ငါပါတော့နက်ခတ်ပါဝါထိုင်ခဏတင်းစမှာမပြတ်မကွက်လာဖေကနန်းတကွက်လိုက်ထားလဲဆိုချင်ကြည့်အောင်နော်ဒီမှာ353ညဆိုခဏတကွက်လိုက်ထား35နက်ခတ်တွဲ53ညပေါင်ပါတွဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီ2025ကိုရောက်ပြီ 6ပြည်မြောက်9ဆွန်းနဲ့ခုနဲ့2025ကိုရောက်ပြီနှစ်ဦးကနန်းဒီခွန်ခွန်ကိုလို့ဖြစ်ထားလို့ခွန်ပါတော့နှစ်ခတ်ပေါ်သွားခင်ကနန်းနှစ်ဦးဒီနှစ်ဦးကနန်းဒီခွန်ခွန်ကိုလို့ဖြစ်ထားတော့ခွန်ခါခါဒီခွန်စွာရိုက်ထားတဲ့ခွန်ပါတော့နှစ်ခတ်ပေါ်သွားခင်ကနန်းခွန်3ညနှစ်ခွန်2လီ ခွန်၅တုံရခွန်ပါတော့နက်ခပါဝါထိုင်နေတာဒီ၃ခွက်ရှိပါเนาะအဲ့ဒီ၃ခွက်ကရှေ့ကစနစ်တူလာမယ်ဆိုတာ2025ထဲမှာဒီကဏ္ဍ၃ခွက်ကတခွက်ခွက်ဒီ site မှာဆိုရင်ဒီယူဆမှာเนาะနှစ်လိုက်ငါစနဲ့ခုနှစ်တိုင်းမှာနှစ်ဦးကနေရဲ့ခါးဒီအလုံးပိုင်းနဲ့လက်ခတ်ပါဝါထိုင်ကြတဲ့စနစ်အရဆိုရင် ခွန်ပါတော့နက်ခတ်ပါထိုင်ကနဒီနှစ်ချက်မှာကြာနိုင်တယ်ပေါ့နော်ဒီနှစ်မှာကြာနိုင်တယ်ဆိုတော့ရူးရှင်းရှင်းလေးပဲခွန်ပါတော့နက်ခတ်ပါထိုင်ကနကခွန်၃ရက်နေရှိမယ်ခွန်၄လေးရှိမယ်ခွန်50ပတ်ရှိဒီကနန်း၃ခုဒီတာကြာနိုင်တယ်ပေါ့နော်အဒီဘက်မှာတော့ကျွန်တော် break ၃ခုကိုကြိုက်ကြိုင်တာဖြစ်တဲ့အတွက်ဒီခွန်၄လေးပတ်လေနော်ခွန်၄လေးပတ်တယ်မှာဆိုလို့ရှိရင်ကျွန်တော်ကတော့ကျွန်တော်ရဲ့ member တွေကိုတော့ရှင်းပြထားတယ်နှစ်ခွန်လေးနဲ့ ခွန်နယ်လေးနှစ်ခွက်ကိုပို့ပြီးတော့ထည့်ထိုးတာကြံတဲ့အာဆိုတော့ပါပါလိုက်ရင်နှစ်ခွန်လေးပတ်လိုက်ရင်မပြတ်မကွက်ထိုးတာပရိသုံး crazy ပရိသုံးချိုက်တာဆိုတော့ငက်ခတ်ပါဝါထိုင်နေဆိုလို့ရှိခွန်နယ်လေးခွန်ငါခွန်နယ်လေးပတ်လိုက်ပေါ့နော်ကြံတဲ့အာလေးကြိုက်လိုက်ထိုးတာမမဖို့ဝင်လည်းမကြိုက်ဘူးမထိုးနဲ့နော်ဒါတော့ဒီခွန်ပါတော့ငက်ခတ်ပါဝါထိုင်ကနန်းတကွက်ကွက်ဒီ 2025ရဲ့မှာကြလာနိုင်လဲဆိုတော့ဒီအမြင်မျိုးရှိတယ်ဒီပွဲမှာတော့ပရိတ်သုံးကိုအရန်ကြိုက်တဲ့အတွက်နှစ်ခွန်လေးဆိုကနန်းတဲ့ရဲ့ခွန်နှစ်လေးဆိုကနန်းတဲ့ရဲ့ဒီနှစ်ခွက်ကတော့ပူတင်ထိုးတာပူတင်ပြီးတော့ထိုးတာ channel လေးခွက်ကတော့မိတ်ဆွေတို့စိတ်ဝင်စားသလို like ပေါ့နော်အဲ့ဒီမှာ9စွန်းနဲ့ခုနှစ်ခုနှစ်ကျွန်တော်ပြပြီး6 6ကြိမ်ရှိသွားပြီပေါ့နော်ပထမ9ကြိမ်မှာတော့ဒီတိုင်းအောင်ခဲ့တယ်6ကြိမ်မြောက်9စွန်းနဲ့ခုနှစ်မှာအဲ့ဒီတိုင်းအောင်ရမလား အောင်လားမလားဆိုတော့ဒါကျွန်တော်လည်းကြုံပြောတာပေါ့နော်အဲ့တော့ပြီးကြတဲ့ light တစ်ခုမှကျွန်တော်ရှင်းပြခဲ့တာကပြီးကြတဲ့ light တစ်ခုမှကျွန်တော်ရှင်းပြခဲ့တာကကြည့်ရလို့သိပါနော်ဒီချိန်မှာ183အာနက်ကပေါ်ထိုင်ကနေကြားလိုက်ဆိုရစနစ်ကိုရှင်းပြခဲ့ပြီးပြီမကြည့်ရသေးတဲ့ပုံစံဆိုဒီအကောင့်ထဲမှာပေါ့နော်ကျွန်တော်ဖြတ်မထားဘူးအကောင့်ထဲမှာအဲ့မှာ light ရှာပြီးကြည့်လိုက် ါဒီ2025 5ချိန်အတွက်ဒီကနေ့အခုပြနေတာကျွန်တော်ပြောတာရိုက်သုံးချက်တွေခွန်နှလေးပတ်လေအာကျန်တဲ့ခွန်သုံးရနှစ်အာခွန်90မိမိသဘောမိမိဆန်တဲ့ကြည့်လိုက်သူခွန်နှလေးပတ်လေအာကတော့မပြတ်မကွက်သူအဲ့ထက်မှနှစ်ခွန်လေးနဲ့ခွန်နှလေးဆိုကနနှစ်ကွက်ကပူပြီးတော့ကြိုက်တယ်တဲ့အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထပ်ပြီးတော့ဒီအချိန်မှာနှက်ခတ်ပါဝါထိုင်ကြနိုင်တဲ့ ချိန်ရှိသလားဆိုတာထပ်ပြပါပြီเนาะဒီ9ဆွန်းနဲ့ခုနှစ်တည်းမှာခုန6ကပ်ပေါ့เนาะအဲ6ကပ်မှာကျွန်တော်3ကပ်စီနဲ့ပြန်ထောက်ပြပေးပြီเนาะအဲ့ဒါကပါလဲဆိုကျွန်တော်အများလိုက်ကန်နေတယ်4နောက်ပိတ်6ကာ9 9ခန်းနဲ့4 6 9ပတ်လဲလို့ရိုက်ငါ4 6 9ဆိုဒီလိုထည့်ပေါ့เนาะ sorry လက်ချောက်ကိုဆိုနက်ခတ်ပါဝါတိုင်းထွက်ဒီနေရာမှာကိုခန်းနဲ့နက်ခတ်ပါဝါထိုင်လို့ရိုက်ပြီးရင်တဲ့သူ့ရဲ့တနည်းနည်းနဲ့၃နှစ်မြောက်ထဲမှာတဲ့ နက္ခတ်ပါဝါထိုင်ကနန်းဒီမှာနှစ်ကိုလေးဆိုဒီနေရာမှာကြာခဲ့ပရမတ်ကဒုတိယအပုံစံနဲ့ဖြစ်တာ၄နောက်ပိတ်၆ခါ၉ခါ၄၆ခုလို့တဲပြီးဒီမှာ၉ခါနဲ့နက္ခတ်ပါဝါထိုင်ရိုက်ပြီးအဲ့လိုရိုက်တဲ့အတွက်တနည်းနည်းနဲ့၃နှစ်မြောက်သူ့နောက်နဲ့ထဲမှာနက္ခတ်ပါဝါထိုင်ကနန်းဒီတဲ့ပုံရခွန်နှစ်ဒီနေရာမှာကြာထားတာရှိတယ်အဲ့ဆိုတတိယကဒီမှာ၄နောက်ပိတ် 6ခါ9ခါ6ခါ6ခုနှစ်ခတ်ပါวะထိုင်ကစားတော့သူနောက်တနေ့နှစ်နှစ်3နှစ်မြောက်မှာရှင်းနှစ်ကတ်လိုမျိုးနှစ်ခတ်ပါวะထိုင်ဒီဘယ်နေရာမှာကြနိုင်လဲဆိုအယူဆနော်ဒီပြင်ရနေဒီမှာဒီချင်းကိုထောက်ထားတာရှိတယ်ဒီပြင်ကနေဒီချင်းကိုထောက်ထားတာရှိတယ်ပေါ့နော်အဲ့တော့ကြားထဲမှာနည်းနည်းလေးစကားလေးဖြတ်ပြောခွင့်ပြုပါပေါ့နော်အဲ့ကျွန်တော်ရာဇာဘွားစနေသားဆိုတော့ကျွန်တော်ရဲ့အကောင့် ကျွန်တော်ရဲ့နာမည်ကိုတလွဲအလွဲသုံးစားလုပ်ပြီးတော့လူလင်တယောက်လှုပ်ရှားနေရရှိပါတယ်လူလင်တယောက်လှုပ်ရှားနေရရှိပါတယ်ပေါ့နော်အဲ့ဒါကျွန်တော် live တစ်ခုနေတယ်လေကျွန်တော်ရှင်းပြပြပါပြီအဲ့ဒီလူထက်ထက်ပြီးပြောပြနေရတာဖြစ်တယ် live လွန်နိုင်ပြောမှာကြိုကတော့နော်အဲ့ကျွန်တော်ရရာသာဝါစနေသားရဖုန်းဒီ Viber မှာ0690302 94ဆိုပြီးတကြမှတ်ပါနော်0690302 94ဆိုတဲ့ဖုန်းနံပါတ်တစ်လုံးမှာကျွန်တော်သုံးတယ် ဒီဘုံမှာကျွန်တော်ဝေပေးကောက်ဖွင့်ထားတယ်နောက်တစ်ခါ KP မှာဒီနံပါတ်နဲ့ကျွန်တော်အကောက်ဖွင့်ထားတယ်ကျွန်တော်ရဲ့အကောက် KP ဝေပေးအကောက်နံပါတ်ဒီဥတင်ဝေဆိုတဲ့နံပါတ်နဲ့ဖွင့်ထားတာပါတခြားနံပါတ်မရှိပါဘူးဥတင်ဝေဆိုတဲ့နံပါတ်နဲ့ဖွင့်ထားတယ်ဘိုက်ဘာက4693254လေးဆိုဒီဖုန်းတစ်လုံးကနေဗိုက်ဘာကနေလက်ခံပြီးတော့ကျွန်တော်ဒီအလုပ်လာတဲ့ပုဂ္ဂိုလ်များကိုလက်ခံဆွေးနွေးပြီးစကားပြောပါတယ်ဒီဖုန်းနံပါတ်မဟုတ်ရင်ကျွန်တော်နံပါတ်မဟုတ်ပါဘူး ဲ့ဒီလူလိန်ကြီး96 30 35လေးဆိုတဲ့ဖုန်းနံပါတ်နဲ့နံပါတ်တူစင်ဒီယူဘာနဲ့ဖိုင်ဘာမှာလက်ခံပြီးတော့အလုပ်လုပ်တယ်လို့ကျွန်တော်သိထားပါတယ်အဲ့တော့သိချာမှတ်ပါနော်ကျွန်တော်ရဲ့ဖုန်းက96 90 30 25လေးဒီဖုန်းမှာဝေပေးဖွင့်ထားတယ်ကျွန်တော်အကောက် KP ဖွင့်ထားဘူး KP ဒီနံပါတ်နဲ့ဖွင့်ထားတယ်ဖုန်းနံပါတ်6လုံးအမှန်ပါ4 3 5 9 6လေးရှစ်အကောက်နံပါတ်ဒီဥတ္တဝေဆိုတဲ့အကောက်နံပါတ်နဲ့ဖွင့်ထားပါတယ်ကျွန်တော်နဲ့အလုပ်လုပ်ချင်တဲ့ပုံကူမျိုးအားလုံးဒီ Viber မှာ စာရေးပြီးတော့ဒီဖုန်းနံပါတ်တစ်ခုတည်းသာလေရာဇဝတ်စတိစာတုံးတယ်ဒီဖုန်းနံပါတ်ကိုပဲလာပြီးတော့ဒီဖုန်းနံပါတ်မဟုတ်ရင်ကျွန်တော်ကျွန်တော်ဟုတ်ဘောနော်အတုကြီးရှိတဲ့အတွက်ဒါလေးကိုဒီချရှင်းပြပေးတာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဒီချမှတ်ပါ3996 90 30 25 6 4 3 9 6ဖုန်းနံပါတ်ဒီတစ်လုံးနဲ့ပဲကျွန်တော်အလုပ်လုပ်ပါနော်ဒါလေးကိုကြိုက်ဖြတ်ပြီးထည့်ထည့်ပြောတယ် live လုပ်နိုင်လို့ပြောမှာ လူလိန်ဒီဘလောက်ဒီလိန်သားအဲ့ဒီလူလိန်ဒီဆက်ပြီးတော့မလိန်နိုင်တော့အောင်ဖြစ်စောက်ရှက်မရှိရဆက်ကြောက်မရှိရလူသားသားကိုကျွန်တော်တို့ကအဆက်အကြောက်ရှိလာအောင်ဖြစ်ကိုကျွန်တော်ဆုံးမပဲ့ပြန်ပြီးအများနဲ့ထက်ပြောမှတုတ်ကနော်အဲ့ကျွန်တော် iPhone ကိုခေါ်တယ်အကောင်လုံးကျွန်တော်ကျွန်တော်ဖုန်းနေပြီအကောင်ဘလော့သွားတယ်နော်လူလိန်လူလိန်နော်ကျွန်တော်နာမည်နဲ့ရာဇာဘွားဆိုပြီးလှုပ်ရှားနေပါတယ်ဒါလေးကိုခင်ဗျားတို့သတိပေးတာပါနော်ကဲဟုတ်ပြီကျွန်တော်တို့ဒီခုနကကျွန်တော်ထောက်ပြတယ် လေးချောက်ကိုဆိုတဲ့လမ်းကြောင်းနော်သူတနေ့နေ့နဲ့သုံးနေမှာနက်ကပ်ပါဝါထိုင်စက်ကြတဲ့လမ်းကြောင်းတစ်ခုလေးချောက်ကိုလို့ထောက်တယ်သူတနေ့နေ့နဲ့သုံးနေမြောက်မှာနက်ကပ်ပါဝါထိုင်ကြတဲ့တစ်ခုလေးချောက်ကိုလို့လို့တဲ့တနေ့နေ့နဲ့သုံးနေမြောက်မှာနက်ကပ်ပါဝါထိုင်ကြတဲ့စနစ်ဒီချိန်မှာဒီ project ကနေကစားလို့ရတယ်အဲ့ဒါဘာလဲဆိုအဲ့နေ့တည်းမှာနက်ခတ်ပါဝါထိုင်ကနန်းတကွက်ထွက်တယ်တဲ့နှစ်ကိုလေးဆိုရကနန်းနဲ့ဘယ်နေရာမှာထွက်တာလဲတဲ့ဟာဒီ939လို့ဒက်ခွတ် အဲ့ဒီကနေဒီပြန်တော့ထွက်တယ်အဲ့ဒီကောင်ရဲ့ဘေးမှာနှက်ခတ်ပါဝါထွန်ကနန်းတကွက်ထွက်တယ်ဒီမှာတော့နှစ်လုံးပိုင်းနဲ့ထွက်နေတယ်ဒုတိယက4 6 9အဲ့လိုဖြစ်ပြီးတော့ဒီနေရာမှာနှက်ခတ်ပါဝါထွန်ကနန်းတကွက်ထွက်တယ်ဓက်အခွကနန်း15 8ဆိုတော့ကနန်းဒီ15 8လို့ပြန်တော့ထွက်ခဲ့တယ်အဲ့ဒီကောင်ရဲ့ဘေးမှာနှက်ခတ်ပါဝါထွန်ရိုက်နေတဲ့နှစ်အလုံးပိုင်းနဲ့ဟုတ်ပြီနော်ဒါဆိုတတိယကအဲ့စနစ်မျိုးရှိလားရှိနေတယ် 469တနည်းနည်းနဲ့3နှစ်မြောက်မှာမနစ်ကပြန်ပြန်ကနန်းထွက်တာ363က633လို့ပြန်ထွက်တဲ့395က993လို့ပြန်ထွက်ထွက်တယ်ဒီထွက်တဲ့နှစ်ကွက်လုံးဒီပရိသတ်ပါတတိယမြောက်ထွက်ထားတဲ့ကနန်းဟာဒီမှာ626ဆိုတဲ့ကနန်းတဲ့အခွနဲ့ဒီကနန်းဒီပြန်ထွက်ထွက်ခဲ့တယ်တဲ့ဒါဆိုအဲ့စနစ်အရာဒီအချိန်မှဒီအချိန်နှစ်ခတ်ပါဝါထိုင်ကနန်းကိုကစားခိုင်းနေတာဖြစ်ပါတယ် ဒီကြိမ်မှဒီကြိမ်ကိုနှက်ခတ်ပါဝါထောင်ကနန်းကိုကစားခိုင်းနေတာဖြစ်တယ်ဒီဖရစီကြော့အရာဆိုလို့ရှိရင်အဲ့တော့သူကတော့နှစ်တလုံးပိုင်နဲ့အလုံးပိုင်စကားပြောမှဆိုနှစ်တလုံးပိုင်ပေါ့နော်အကြိုက်လိုက်ထုံတော့ကျွန်တော်တော့ရေးပြပေးတာကမတိရလူကြတော့မတိတယ်လို့ဖြစ်မှာကြောင့်နှစ်လေးခွန်ပတ်လဲရှိမယ်နှစ်သုံးများခွန်ပတ်လဲရှိမယ်နောက်တစ်ခုကကျွန်တော်တို့ကပါရှိမယ်ဆိုတော့ နှစ်ကိုလေးဆိုနှစ်ပါတဲ့ကနန်းဆိုနှက်ကပ်ပါပါဆိုဒီကနန်းနေပဲရှိရတာအလုံးပိုင်းနဲ့ကစားကျင်နေဆိုဒီကနန်းနေပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကပရိတ်တုတ်ကြိုက်ထားတဲ့အတွက်ဒီနှစ်လေးကွန်ပတ်လိုက်ဒီဘွဲမှာဒါကြောင့်ထက်ကစားထားလို့ဒါကြောင့်ကျွန်တော်ပြောနေတာเนาะမိမိကြိုက်တဲ့ပရိတ်တခြားကနန်းကြိုက်တဲ့ပရိတ်တွေရှိတယ်ထက်ဆိုကိုကြိုက်တဲ့ကိုတို့နှစ်အလုံးပိုင်းနဲ့အလုံးပိုင်းအလုံးပိုင်းစနစ်ကိုကြိုက်ပြီးအကြိုက်ယူပြီးကစားကျင်နေဆိုသူကနှစ်အလုံးပိုင်းနဲ့ကစားနေတယ် အဲ့ဒါဒီပက်လေ၃ကွက်ပေါ့နော်ခုနကကျွန်တော်ရှင်းပြခဲ့တာကငါးဆွန်းတဲ့ခုနှစ်တိုင်းမှာနှစ်ဦးခါရဲ့အလုံးပိုင်းနဲ့ဆိုရင်ခွန်၃ညနဲ့ခွန်၄ခွန်50ဆိုတဲ့ခဏအဲ့ဒီဘက်ကိုကျွန်တော်ပရိသုံးကျဲတော့ခွန်၄ပက်လေမပြတ်မကွက်ထိုးလို့ပြောတယ်နောက်ကျွန်တော်ပရိတစ်ခုနဲ့ကျွန်တော်ရှင်းပြထားတဲ့ live တစ်ခုမှာ13ဆိုတဲ့ခဏပက်လေသူကလည်းဒီချိန်မှဒီချိန်ကြာနိုင်တယ်ဆိုတဲ့ကစားကွက်ရှိတယ်နှစ်ခတ်ပါဝါထိုင်ခဏနေနှစ်ပတ်သက်နှစ်ခွန်၄ ပတ်လည်မှာဆိုလို့ရှိရင်ကျွန်တော်နှစ်ခွန်လေးနဲ့ခွန်နှစ်လေးဆိုရယ်ကဏ္ဍဓာတ်နှစ်ခွက်ကိုပို့ပြီးတော့ကြိုက်ပါတယ်တင်းပြီးတော့ကစားပါတယ်ကျွန်တော်ကစားတာကိုပြောတာကက်တာအမြင့်ဆိုအမျိုးမျိုးရှိရင်တော့ချဲဆိုတဲ့သဘောဆိုပါဒါဆိုလို့ရှိရင်နဲ့အလုံးပိုင်းစကားမပြောဘဲနဲ့ဒီနေရာမှာဓာတ်အခွက်ဒီကဏ္ဍညပြန်တွဲထွက်တယ်အဲ့ဒီကောင်ရဲ့ဘေးမှာနက်ခတ်ပါဝါတာထွက်တဲ့ကဏ္ဍကိုအကွက်ရွှေ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်နဲ့တော့ဘယ်နေရာကကဏ္ဍကလာလဲဆိုတော့ ။ဟာဒီမူရင်းတဲကြဲ၄၆၉လို့ထည့်ကြတဲ့အချိန်မှာကိုးတလုံးပိုင်နဲ့နက်ခတ်ပါဝါထွန်ရိုက်တဲ့နှစ်ထဲကကနန်းဟာဒီ၄၉နှစ်ဆိုတဲ့ကနန်းကသူ့ရဲ့ပြောင်းပြန်နှစ်၉လေးလို့ဒီမှာဒက်တကွက်တဲ့ကျုံထွက်သွားတယ်။အကွက်ရွှေ့နေမှာဒါဆိုလို့ရှိရင်အခုစနေရဒီနေ့မှာဝင်လာတဲ့ကနန်းခုနကကျွန်တော်တို့ထောက်ပြတဲ့၄၆၉ကိုခါနဲ့ နက်ခတ်ပါဝါထွက်တဲ့နေတက်ကနက်ခတ်ပါဝါထွက်ထွက်ထားတဲ့ကဏ္ဍတကွက်တဲ့39ဆိုတဲ့ကဏ္ဍက39လို့ဘက်ပြန်ပြီးတစ်ချက်တည်းထွက်ချက်ထွက်ပြပြီးဆိုတာဒါအကွက်ရွှေအနေနဲ့နက်ခတ်ပါဝါထံကိုယူကစားခြင်းဒါဆိုလို့ချင်းအဲ့ဒါဆိုကျွန်တော်တို့က4 6 9ရိုက်ပြီเนาะနက်ကပါဝါထားရိုက်ခဲ့ပြီအဲ့ဒီစနစ်ရတစ်ချိန်တစ်ချိန်3ချိန်မြောက်နှစ်ထဲမှာ ဒဲအခွာကနန်းသည်ပြန်တွက်ထွက်အဲ့ဒဲခွာရဲ့ဘေးမှာသူ့ရဲ့တနည်းနည်းနဲ့သုံးနည်း၄နည်းမြောက်ကထွက်ခဲ့တဲ့နက်ခတ်ပါဝါထိုင်ကနန်းဆိုတာတော့2022ထဲက2022မှာနက်ခတ်ပါဝါထိုင်ကနန်းဒီဘာကြီးထွက်ခဲ့လဲကျွန်တော်လိုက်စစ်ကြည့်အောင်เนาะ1593385 99 9395 689 618 618ဒီမှာနက်ခတ်ပါဝါထိုင်ဆို6တက်ပါဝါတဲ့18နက်ခတ်တွဲဆိုဒီကနေ့တကွထွက်ထားတာရှိတယ် 6196လေးနဲ့3012 196ဆိုပြီးတော့နက်ခတ်ပါဝါအတိုင်း96နက်ခတ်တွဲ16ပါဝါတော့ဆိုဒီကနေ့တော့ထွက်ထားရှိရဆက်ပြီးကြည့်မယ်6396430493583ဒီမှာကျွန်တော်တို့683ဆိုပြီးတော့93နက်ခတ်တွဲ73ပါဝါတော့ဆိုနက်ခတ်ပါဝါတိုင်းကနေ့တော့ထွက်ထားရှိတယ်ဒါဆိုလို့ကျွန်တော်အောက်ကိုဆက်ကြည့် ီမှာ339 3669 1369 1369 9 8 9 3969 3969 3969 3969ကအပေါ်မှာထွက်ပြီးသားဆိုဒီကဏ္ဍ3ခုထွက်ခဲ့တယ်6 ship ဆိုတဲ့နက္ခတ်ဘဝထိုင်ကဏ္ဍထွက်တဲ့196ဆိုတဲ့နက္ခတ်ဘဝထိုင်ကဏ္ဍထွက်တဲ့983ဆိုတဲ့နက္ခတ်ဘဝထိုင်ကဏ္ဍရှိတယ်အဲ့ဒီတော့အကွက်ရွှေရအကွက်ရွှေကိုကြိုက်လို့ဒီဖရီဒီစီကျော်ကြိုက်လို့အကွက်ရွှေကိုယူကစားမလို့ဒီနေရာမှာကြမယ်ကဏ္ဍဒီကုရှိတနည်းနည်းသုံးနည်းလေးနည်းမြောက်ကနက္ခတ်ဘဝထိုင်ကဏ္ဍ အဲ့လေးနေမြမှာနက်ခတ်ပါဝါထိုင်ကနန်းထွက်တာဒီ6တိ10ပတ်လည်းရှိရဲ့19 6ပတ်လည်းရှိရဲ့53ပတ်လည်းရှိတယ်ဒီသုံးကွက်ပဲထွက်တာလေဒါမိမိကျန်နေတဲ့တော့ရွေးချယ်ပြီးကစားကြတယ်ဆိုဒီလိုအကွက်ရှိစနစ်ရှိတယ်ရှင်းနဲ့ကတ်လို့ပဲထွက်ထားတဲ့ကောင်နောက်ပြန်ထွက်တယ်ထွက်ထားတဲ့ကောင်ကိုဒဲကိုနောက်ပြန်ထွက်တယ်ထွက်ထားတဲ့ကောင်ကိုနောက်ပြန်ထွက်တာဆိုလို့ချင်းဒီ6တိ10ဆိုတဲ့ကနန်းကိုပတ်လည်းမထိုးခြင်းရင်အနည်းဆုံး10တိ6လို့ဒဲတစ်ခွက်လိုက်ထိုး ီ693ကိုကျွန်တော်တို့အကုန်လုံးမထိုးခြင်း693ဆိုရှင်းနှက်ကလို့ပဲကြောင်းမှန်ထွက်တာဆို693လို့တဲလိုက်ထိုးပြီး983ပတ်လည်းမှာဆိုလို့ရှိရင်ဒါ385ဆိုပြီးတော့တဲလိုက်ထိုးတဲဥစားပေးပေါ့နော်အလိုက်နေတဲ့လူအာထိုးပေါ့ဒါဒါကဏ္ဍနဲ့အများကြီးနော်ဒီလိုစနစ်မျိုးတွေကြတော့ဒါလောက်ရှုပ်ထွေးနေတယ်ပေါ့နော်ကဏ္ဍမျိုးစုံထွက်တဲ့စနစ်ကတော့ကောင်းတယ်လက်ခတ်ပါဝါထိုင်ဒီဒီမှာကြံ့နေတယ် စနစ်ကတော့ကောင်းတယ်ဒါပေမဲ့ကနန်းပေါက်တွေဒီအဲ့လောက်အများကြီးဖက်လာလို့ဆိုလို့ရှိရင်ဒီကနန်းပေါက်တွေနဲ့ကစားတဲ့ကစားကုတ်ကိုကျတော့ကျွန်တော်တို့အနေနဲ့ကျတော့အော်ဂနန်းဘလို့မှကစားလို့မရဘူးအော်ဂနန်းကစားဖို့ကျွန်တော်တို့မှကျတော့ဆုံးဖြတ်ဖို့ခက်ခဲတယ်ဒီလောက်ကနန်းတွေအများကြီးဖက်တဲ့စနစ်အဲ့တော့တက်နေတက်တယ်ဆိုရင်မိတ်ဆွေတယောက်ပေါ့နော်နက်ခတ်ပါဝါထရိုင်နဲ့ပတ်သက်ပြီးတော့ဒီချိန်မှာကြာနိုင်ပါသလားဆရာပြောခဲ့တဲ့1.3ဆိုတဲ့အယူဆတော့ သိပြီပြီနောက်ထပ်အဲ့လိုအယူဆလိုမျိုးဘယ်လိုစနစ်မျိုးနဲ့ကြနိုင်ပါသေးလဲဒါလေးတွေအဆင်ပြေမယ်ဆိုလို့ရှိရင် live လုပ်ပြီးပြောပြပါအောင်ဆိုလို့ဒါပေးတဲ့ရတောင်းဆိုချက်ရပြောပြတာပြောပြတာပေါ့နော်အဒီချိန်မှဒီချိန်ကိုနှက်ခတ်ပါဝါတိုင်းကစားခွက်ရှိရကြောင်းကျွန်တော်ရှင်းပြလိုက်ပြီးပြီအဲ့ဒီမှာကျွန်တော်တို့လုံးကောက်စနစ်နဲ့ကစားမလားတုံးဘအကွက်ရွှေနဲ့ကစားမလားအကွက်ရွှေမှာမှရှင်းနှက်ကတ်လိုပဲထွက်ခဲ့တဲ့ကောင်ဒီ 6.7လို့ထွက်ရင်6.6လို့ပြရမယ်6.6လို့ထွက်ရင်6.6လို့ပြရမယ်9.3လို့ထွက်ခဲ့ရင်35လို့ပြရမယ်ဆိုတော့ဒီကနန်း3ခွက်6.6လို့ဒေထုပါအင်းကြည့်ရပါဦးဟုတ်တယ်6.6လို့ဒေထုပါဒီကောင်6.6လို့ဒေဦးစားပေးပို့ထုပါဒီကောင်ဆို35လို့ပို့ဦးစားထုပါဒါအကွက်ရွှေစနစ်နဲ့ကြိုက်တယ်ဆိုလို့ရှိရင်အကွက်ရွှေ line နဲ့ကစားကြတယ်ဆိုဒီကနန်း3ခွက်ကစားလို့ရတယ်ဒီချိန်မှာ အအလုံးပိုင်းနဲ့ကစားမှုဆိုနှစ်လေးခုပဲလေနှစ်သုံးချက်ခုပဲလေနှစ်ကူလီပက်လေအဲဒီကောင်ကတော့ကျွန်တော်ဒီဘက်မှာပြိသွန်းအကြိုက်ဆိုတော့ဒါနှစ်လေးခုပဲလေကတော့အထူးပြောပဲမထင်ပါဘူးပရမလိုက်တစ်ခုမှာကျွန်တော်ပြောပြီးဒီစနယ်လည်းကောင်းတာပဲသူဟန်သူ13ပက်လေဟုတ်ပြီလားအဲနှစ်ခုလေးပက်လေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီနှစ်ခုလေးနဲ့လေးနှစ်ခုကိုပို့ပြီးတော့ကြိုက်တယ်ဒီလိုစနစ်ကြီးရတော့ရှိပါတယ်စနစ်ဆိုပြချင်းပြမယ်ဆိုလို့ရှိရင်စနစ်တစ်ခုကိုကြိုက်ပြီးဆိုအဲစနစ်တဲ့ပတ်သက်တာကိုရှာခွေရတဲ့အပိုင်းကြီး ပြကျင်နေဆိုပြဖို့အများရှိပါเนาะသို့တော့ဖြစ်နိုင်ပြီးရှိဆုံးဆိုတဲ့ဟာကိုရွေးချယ်တဲ့အချိန်ကမှဒီလိုရွေးချယ်ပြီးတော့စကားချင်းစကားလို့ရတယ်ဒါကျွန်တော်ရဲ့ပိတ်သက်ဒီကျွန်တော်ရဲ့ fan အစ်စ်တွေအတွက်မဖြစ်မနေသိကျင်တဲ့မိတ်ဆွေတယောက်အတွက်ပြောပြလို့ရရင် live လုပ်ပြီးဒီ channel ရှင်းပြပေးစမ်းပါခင်ဗျာဆိုဩရှင်းပြပေးပါဦးเนาะတစ်ရှိသုံးကကျွန်တော်ပြန်ပြီးတော့ဗီရှင်းပြန်ပြီးလဲမယ်ကိုထိတ်ပရိတ်ကိုလို့ရိုက်တယ် ရရနဲ့ဇွန်နဲ့တနည်းနှစ်နှစ်သုံးနှစ်မြောက်နှစ်ထက်ကိုရောက်တဲ့အချိန်ကမှကိုယ့်ရဲ့နက်ခတ်ဒီ6 6ရဲ့ပါဝါဒီ1ကို6တက်ဆိုရကဏပတ်လေဒီထွက်တယ်အဲ့ဒီနေရာမှာဒီ1ကြောင့်တိပရိယဇောင်းမှာဒီနေရာမှာထွက်ခဲ့တယ်အနည်း26လိုက်သုံးရဒိစီပရိတ်30လို့ရိုက်တယ်သူကနေတနည်းနှစ်နှစ်ဒီလိုက်ပါဦးနော်တနည်းနှစ်နှစ်သုံးနှစ်မြောက်သူကနေတနည်းနှစ်နှစ်သုံးနှစ်မြောက်မှာ ၃ရက်ထိပ်ပရိသေစံမှု၃ရက်ပိုင်း၃ရက်ပါဝါအနက်ခတ်ဒီခွန်ခွန်ရဲ့ပါဝါဒီနှစ်၃ရက်ခွန်နှစ်ပတ်လဲဆိုရဲကနန်ဒီနှစ်ကြောင့်အဲ့ကနန်ဒီ၃ရက်ခွန်နှစ်ပတ်လဲဒီဘယ်နေရာမှာလာထွက်ထားသလဲလား၃ရက်ခွန်နှစ်ပတ်လဲကဘယ်နေရာမှာလာထွက်ထားသလဲလို့ညမှန်သမားဆိုဝါဒတာတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက် ြီးမယ်နော်ဒီနေရာမှာလာထွက်ထားတယ်နှစ်သုံးညခွန်ပတ်လေဘရိတ်နှစ်ထောက်တဲ့ကောင်ရဲ့ဇောင်းမှာဒီနှစ်ကြောင့်ဘရိတ်နှစ်ဇောင်းထောက်တဲ့ကောင်ရဲ့မှာထွက်ထားတယ်ဒါဆိုကျနှစ်20ချလိုက်တစ်ထိတ်ဘရိတ်တစ်လို့ရိုက်ပြီသူ့ရဲ့တနှစ်နှစ်နှစ်သုံးနှစ်မြောက်မှာတစ်ဒီအလုံးပိုင်းတစ်ရဲ့နှက်ခက်ဒီရှစ်ရှစ်ရဲ့ပါဝါဒီသုံးတစ်ရှစ်သုံးအာဆိုတဲ့ကနန်းဒီကနန်းဒီခုနစောစောကယူခဲ့လို့ 6တက်ပါဝါတွဲမှာ1ကြောင့်1ပြည့်ဆောင်9နှစ်ပါဝါတွဲမှာ2ကြောင့်2ပြည့်ဆောင်ဟာဒီမှာ73ပါဝါတွဲဒီ3ကြောင့်3ပြည့်ဆောင်ဆိုမနစ်က3ပြည့်ဒီဒီချိန်မှာထွက်ထားတာရှိအတွက်ဒီချိန်မှာဒီချိန်နဲ့ဒါကိုယ့်အကူရွေးချယ်တော့ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်အခုရှင်းပြလိုက်တဲ့ဟာတွေကဒါပထမ live တစ်ခုမှာပြောခဲ့တဲ့ဟာလေးရောအဲ့လို live တွေကိုရှားမတွေ့တဲ့လူတွေအတွက်မကြည့်ရသေးဘူးပြတယ် revision ပြန်ပြလိုက်တယ်เนาะဒါအကွက်ရှိကနန်းနဲ့ဆိုဒီ၃ွက် အထိုင်နေတဲ့ဒီသုံးကွက်မှာကျွန်တော်ဒီလိုပုံစံပိုးကြိုက်တယ်ကျွန်တော်ကြိုက်တာကိုပြောတော့မိမိကြိုက်တာကိုမိမိထိုင်းထိုးလို့ရတယ်နောက်တစ်ခါနှစ်အလုံးပိုင်းနေဆိုနှစ်လေးခွန်ပက်လေနှစ်သုံးညခွန်နှစ်နှစ်သုံးညခွန်ပက်လေနှစ်ကိုလေးပက်လေနောက်တစ်ခါငါးဆုံးနဲ့ခုနှစ်လိုက်နှစ်ဦးခါဒီအလုံးပိုင်းနေဆိုခွန်သုံးညနဲ့ပက်လေခွန်နှစ်လေးပက်လေခွန်90ပက်လေအဲ့တော့ဘယ်နှကွက်ရှိသွားပြီဆိုတော့ခုနစနေနဲ့ဆိုတာ18သုံးပက်လေပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာ အကျိုက်ဆုံးကိုပြီးပါဆိုဘရိတ်နဲ့ပဲဖြတ်တယ်နှစ်ခွန်လေးပတ်လေကိုအကျိုက်ဆုံးဖြတ်တယ်နက်ခတ်ပေါ်ဝထိုင်းကနန်းကိုကျွန်တော်တွေ့တာရတော့ကျွန်တော်ကတော့အရင်ကြီးအကုန်ကစားတယ်နော်ကျွန်တော်တို့ကစနစ်လောက်ကိုလိုက်တာဆိုစနစ်နဲ့တွေ့တဲ့ဟာတွေအကုန်ကစားတယ်ဘာဖြစ်လို့လဲကိုယ်ရင်ပါမခံနိုင်ဘူးကိုယ်ရင်ကိုပါမခံနိုင်ဘူးခြေထိုးတဲ့အချိန်ရင်မှာဖိုက်တာထိုးပြီဆိုအဲ့ဖိုက်တာထိုးတဲ့ကနန်းကကန်ကောင်းလုံးမှာပေါ်မှာနော်ကန်ဆိုလဲလူစည်းတွေချက်မှာအဲ့တော့ခုလိုတွေ့ရမြင်တာတွေမထင်မှတ်တာတွေကလှုပ်သွားလို့ရှိရင် ိုယ်အရင်ကိုပါမကန်နဲ့ဖိုက်တာကနန်းထိုးပြီဆိုတော့ရင်းနှီးမြုပ်နှံမှုကပြစ်ခတ်ပြီးထည့်ထိုးတာအဲဒါမျိုးလေးတွေကြာ900 1000 2000စသဖြင့်ကိုထိုးစရာပေါ်မူတည်ပြီးတော့ကျွန်တော်တို့အကုန်ပတ်ပြီးတော့ကာတာပဲကျွန်တော်တို့ကစားနည်းရချဲကိုကာတော့ထိုးရမှာပြင်းတဲ့လူကြီးရေရှင်ရေရှင်ပေါ့နော်အရင်စိုက်ပြီးထိုးနိုင်မှုခက်ခဲတယ်ကာကွက်တွေကနေပောက်ထားကြရင်လေကိုအရင်မရှုံးခဲ့ဘူးဆိုလို့ရှိရင်ဒီ organ ကိုကစားရတဲ့ဒီအရင်မရှုံးခဲ့ဘူးနောက်တစ်ခါ organ ကြိုက်ရင်ကို ကိုယ်အဆုံးဆုံးရှိပါနဲ့ကစားနိုင်တယ်ကျွန်တော်ဒီအဲ့လိုစနစ်မျိုးယူနေအများနဲ့ကစားတာအကြိုက်ဆုံးဆိုရွေးပြပြတော့ကတော့ရွေးပြလိုက်ရတာပဲလीနော်တို့တော့ဒီလိုစနစ်တွေရှိတယ်တမန်မာအဖွဲ့ဝင်တော့ကျွန်တော်ဒီမှာတချင်ချင်းဝင်ထားတဲ့အဖွဲ့ဆိုဒီဘက်မှာအများကြီးရှိပါတယ်နော်အဲ့လိုပုံကောရောဒီ live ကိုကြည့်ကြည့်ပါကြည့်လို့တွေ့ပြီဆိုလို့ချင်းဒီလိုဟာတွေကာကျင်တယ်ဆိုကာလို့ရတယ်အဲ့တော့ အနှစ်ချုပ်နေတဲ့ပြောမှာဆိုနက်ခတ်ပါဝါထိုင်ကနန်းကစားကွက်2025မှာမပြတ်မကွက်ကြာနိုင်တယ်ဆိုအယူဆအဲ့အယူဆထဲမှာမှအခု9ချိန်မှာနက်ခတ်ပါဝါထိုင်ကြာလာနိုင်ပါတယ်ဆိုတော့အယူဆတကူကိုကျွန်တော်တင်ဟိုကျွန်တော်ရဲ့အယူဆကိုမျှဝေပေးထားတယ်အဲ့ထဲနေမှာယူဆတဲ့ကနန်းတွေအကုန်လုံးလို့ရှင်းပြထားတဲ့အဲ့ထဲနေမှာအကြိုက်ဆုံးဆိုလို့ရှိရင်ခွန်နှစ်လေးပတ်လေပါခွန်နှစ်လေးပတ်လေမှာမှလေနောက်ပိုင်းနဲ့နှစ်ကွက်ကိုအထူးအပြုပြီးတော့ကျွန်တော်ကစားပါတယ်။ကဲဒီထက်တော့ကျွန်တော်ရှင်းအောင်မပြတ်တတ်တော့ဘူး။ အားလုံးပဲကြည့်ရင်သုံးပါမကြည့်ရင်မသုံးပါနဲ့အင်း